်မင်္ဂလာပါရှင်ခေတ္တတရင်ဌာနကနေတရင်များကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့နေပြီးတော့မကွေးနှင့်ပဲခူးတိုင်းထိဆက်နေသောနေမည်များတို့စစ်ကြောင်းထိုးနေသည့်စစ်တပ်ကိုတလာနီးပါးကြလိုက်လံပိတ်ဆို့တိုက်ခိုက်မှုစစ်သားများထိခိုက်ဒေဆုံးမှုများပြားတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်နေပြီးတော့မကွေးနဲ့ပဲခူးတိုင်းထိဆက်နေမိများကိုစစ်ကြောင်းထိုးနေသောအကြမ်းဖက်စစ်တပ်ကိုတလာနီးပါးကြလိုက်လံပိတ်ဆို့တိုက်ခိုက်ရာစစ်သား85ဦးထပ်မံနေထိခိုက်ဒေဆုံးပြီးတိုက်ပွဲများဆက်လက်ပြင်းထန်နေကြောင်း Battalion 804နေပြည်တော် PDF မှတာဝန်ရှိသူတအုပ်ကသတင်းဌာနကိုပြောကြားပါတယ်။အောက်တိုဘာ23ရက်နေ့မှစတင်ပြီးအကြမ်းဖက်စစ်တပ်သည်နေပြည်တော်ဘက်မှရှုံးမဘက်ကိုအင်အား900ပါစစ်ကြောင်းတကြောင်းဘကိုးတိုင်ကိုပင်တာကရဘက်မှလည်းအင်အား100ပါတကြောင်းနဲ့မကွေးတိုင်းတောင်တွင်းကြီးအောင်လန်စင်ပေါင်ဝဲမြို့နယ်များဘက်မှအင်အား60စစ်ကြောင်းတို့သည်နေပြည်တော်မကွေးနှင့်ဘကိုးတိုင်းတို့ရှိထိစပ်နေမည်များကိုစစ်ကြောင်းထိုးပွင့်ရောက်လာခြင်းဖြစ်ကြောင်းသိရပါတယ်။ ရင်းစစ်ကြောင်းသည်တော်လရေးတပ်ဖွဲ့များထောင်ထားသောနေမိုင်များဆွဲမိုင်များကြောင်းအထိနာခဲ့ပြီးတိုက်ပွဲများလည်းလက်ရှိချိန်အထိဖြစ်ပွားနေစေဖြစ်ကစစ်တပ်ဘက်မှ85ဦးထပ်မံထိခိုက်သေးဆုံးမှုရှိကြောင်းထို့ပြင်တော်လရေးတပ်ဖွဲ့များဘက်မှလည်းရဲဘော်2ဦးမစိုးရင်ရတရားရရှိက PDF စခန်းအချို့ကိုလက်လွတ်ခဲ့ရကြောင်းသိရပါတယ်စစ်တပ်ကအင်အား600နဲ့စတင်ထိုးစစ်ဆင်လာတာကြောင့်စစ်ကြောင်းတွေကတော့ခွဲထိုးတာပုံစတင်ဘာလ28ရက်ကနေပြီးစစ်ကြောင်းထိုးလာတဲ့ ထိုးတဲ့စစ်ကြောင်းက၃ချောင်းပေါ်လက်ရှိထိတော့နှစ်ပတ်ဆိုင်ထားတော့ပဲပြည်သူလူထုကတော့ရန်သူစတက်လာကြတဲ့ကစစ်ရှောင်သွားကြတော့ဘေးကင်းကြပါတယ်အခုတိုက်ပွဲတွေကနေပြီးတော့ဘက်ကိုမကွေးတို့မှာအကြီးကဖြစ်ပွားနေတာကတော့တရက်ခရိုင်တဲမှာပဲနေပြီးတော့ဘက်ကတော့ချောင်းတိန်ချောင်းမကြီးအောင်ချမ်းသာစတဲ့ရွာတွေကနေအခြေစိုက်စုစည်းပြီးစစ်ကြောင်းထိုးလာတာနေပြီးတော့အတွင်းရှိတဲ့ပြူစော်တီနဲ့ PNO ပြည်သူစစ်အစရှိတာတွေကိုစုစည်းလာတာပါဟု Battalion 804နေပြီးတော့ PDF မှာတာဝန်ရှိသူကပြောဆိုပါတယ် အဆိုပါတိုက်ခိုက်မှုကိုနေပြည်တော်တိုင်းစစ်ဌာနအမှတ်ရှိရလီတက်ရင်အမှတ်900နှစ်တက်ရင်တရက်ခရိုင်တက်ရင်တင်းနှင်းအောင်လံမျိုးနယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့မှပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရပါတယ်ဆက်လက်ပြီးနထိုးကြီးနယ်မလိုင်မျိုးနယ်တို့တွင်စစ်တပ်စစ်ကြောင်းများကိုတလကြာပိတ်ဆို့တိုက်ခိုက်မှုဖုံမှုကျော်မင်းအပါဝင်စစ်သား38ဦးသေဆုံးပြီး9ဦးအရှင်မီကလက်နက်မျိုးစုံ40ကျော် drone နှင့်ကျန်းမာများတင်စီရရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ် မန္တလေးတိုင်းနှထိုးကြီးမြို့နယ်နှင့်မလိုင်မြို့နယ်တို့တွင်အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတလကြာပိတ်ဆို့တိုက်ခိုက်ရာဗိုလ်မှူးကျော်မင်းအပါအဝင်စစ်သား38ဦးသေဆုံးပြီး5ဦးအရှင်မိကလက်နက်မျိုးစုံ40ကျုံဒရုန်းနှင့်ကျန်းမာများတင်စီရရှိခဲ့ကြောင်းရင်းချန်ခရိုင်အမှတ်လေးတပ်ရင်းနှင့်ရင်းချန်ခရိုင်အမှတ်30တပ်ရင်းမှပြောရင်းဆိုခွင့်ရှိသူဆရာဆိုးကတရင်ဌာနကိုပြောကြားပါသည် စက်တင်ဘာလ25ရက်နေ့မိုးလဲ3နာရီခန့်တွင်တထိုးကြီးမြို့နယ်ရန်ကင်းဘုရားမမြိုင်သာကြီးရွာဘက်သို့စစ်ကြောင်းထိုးလာသောအင်အား200ခန့်ပါစစ်တပ်စစ်ကြောင်းကိုရင်းချက်ခရိုင်အမှတ်လေးတက်ရင်ရင်းချက်ခရိုင်အမှတ်30တက်ရင်မြေတာပကဖာတခြားမဟာမိတ်တပ်ဖွဲ့များကပိတ်ဆို့တိုက်ခိုက်ခဲ့ရာတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းထိုးထီးထွေတိုက်ပွဲအတွင်အကြံဖတ်စစ်တပ်ဘက်မှပူကြီးတအုပ်အပါဝင်တပ်သား9ဦးနှင့်အထက်သေဆုံးခဲ့ကြောင်းထို့ပြင်တိုက်ပွဲအတွင်စစ်သားအလောင်းတလောင်းနှင့် MA5 တပ်နဲ့တလက်အားတင်စီရမိခဲ့ကြောင်းသိရပါသည် အော်တိုဘာလာတရက်နေ့မိုးနဲ့နှစ်နာရီကျော်ခန့်တွင်နထိုးကြီးမြို့နယ်ညိုင်းသားရွာကိုမီးရှို့ဖျက်ဆီးပြီးနထိုးကြီးမြို့နယ်ဒိုင်းလယ်ရွာအနီးကိုဦးတီစစ်ကြောင်းထိုးလာသောအင်အား250ခန့်ပါစစ်ကြောင်းကိုမြင်းချံခရိုင်အမှတ်လေးတရင်မြင်းချံခရိုင်အမှတ်30တရင်နဲ့တူမဟာမိတ်ပူးပေါင်းအဖွဲ့များဖြစ်သောမြေတာပကားဖာမြင်းချံခရိုင်ဂျုံတပ်ဖွဲ့များကပိတ်ဆို့တိုက်ခိုက်ခရံတိုက်ပွဲ3နာရီကျော်ကြာမြင့်ခဲ့ကြောင်းတိုက်ပွဲအတွင်းစစ်တပ်စစ်ကြောင်းကအထိနာပြီးဖွဲ့စည်းပုံပြည့်၍စစ်ဦးလန်သွားခဲ့ကြောင်း ရှင်းတိုက်ပွဲအတွင်းမှာအကြံဖက်စစ်သားလေးဦးကိုအရှင်ဖမ်းမိပြီးစစ်သား၁၀ဦးထက်မနည်းတည်ဆုံးခဲ့ကြောင်းသိရပါတယ်။ထိုတိုက်ပွဲအတွင်းအကြံဖက်စစ်တပ်ထံမှငချင်းမီ၁လမ်း MA11 3လမ်း G3 2လမ်း MA1 1လမ်း M79 1လမ်း MA5 လမ်း drone 2စီးကြီးမျိုးစုံ3312တောင်း40မမ3လုံး60မမ8လုံး RPG တပ်ဘူး draw ဘုံ4ဖာပူရန်တောက်17တောင်းလက်ပစ်ဘုံ12လုံးအီနာကာတလုံးကြီးပေါက်20တပောင်း ကက်တီ73ခုဂျမကားတစီကား30တို့တင်စီရမိခဲ့ကြောင်းသိရပါတယ်။အော်တိုဘလ9ရက်နေ့တွင်မလိုင်မြို့နယ်နှောကန်ရွာဘက်မှမလိုင်မြို့နယ်အိမ်ကြီးတော်ရွာဘက်သို့စစ်ကြောင်းထိုးလာသောအင်အား200ခန့်ပါစစ်ကြောင်းကိုရင်းချန်ခရိုင်အမှတ်လေးတက်ရင်ရင်းချန်ခရိုင်အမှတ်30တက်ရင်ကတိုက်ခိုက်ခရာတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းရင်းထိတွေ့တိုက်ပွဲသည်အော်တိုဘလ12ရက်နေ့ထိ၄ရက်ဆက်ဖြစ်ပွားခဲ့ပြီးထိုးတိုက်ပွဲအတွင်မလိုင်မြို့နယ်နှင့်တောင်သာမြို့နယ်တို့တွင်အမျိုးသမီး20ဦးအထက်ကိုအလုံးမတူပဲအတင်းအဓမ္မပြုကျင့်တက်ဖြတ်ခြင်း ပြည်သူပိုင်နေအိမ်များကိုမိရှို့ဖျက်ဆီးခြင်းများဥဆောင်လောက်ကိုက်ခဲ့သောဗိုလ်မှူးကျော်မင်းအပါအဝင်စစ်သား20ဦးထပ်မံတည်ဆုံပြီးစစ်သား5ဦးကိုလည်းအရှင်ဖမ်းမိခဲ့ကြောင်းသိရပါတယ်။ထိုတိုက်ပွဲအတွင်း MA1 6လက် MA2 5လက် MA3 6လက် MA4 တလက် RPG တလက်ငကြင်းမီ2လက်60မမပြောင်းတူ3လက်60မမပြောင်းရှည်တလက်ငကြင်းမီပြောင်းတလက်ကြီမျိုးစုံ6088တောင်းပိုကြီး25တောင်း40မမ15လုံး60မမ17လုံး RPG 12ဘူး RPG ပိုရန်9တောင်းရစားပလင်း7လုံးလက်ပစ်ပုံ4လုံး M9 2လုံး drone 2စီး drone shooter 2ခုကျော်ဘူးချမ်းမာ2ခုဂျမ်းမာအကြီး2ခုကာ3စီး drone ပုံး2ပါးကြီပေါက်အစုံ56ပေါက်တို့ကိုတင်စီရရှိခဲ့ကြောင်းသိရပါတယ်အော်တိုဘာလ12ရက်နေ့တွင်မလိုင်မြို့နယ်အင်ကြီးတော်ရွာမှစစ်ကြောင်းထိုးလာသောအင်အား200ပါစစ်ကြောင်းနှင့်မြင်းချန်ခရိုင်အမှတ်လေးတပ်ရင်းမြင်းချန်ခရိုင်အမှတ်30တပ်ရင်းတို့တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်တပ်ဘက်မှထိခိုက်ဒေဆုံးသူများပြားခဲ့ခြင်းကြောင့် မလိုင်မြို့နယ်နှောကန်ရဲစခန်းမှာစစ်ကူလာသည့်စစ်ကြောင်းကိုပါမြင်းချန်ခရိုင်အမှတ်လေးတက်ရင်မြင်းချန်ခရိုင်အမှတ်30တက်ရင်နဲ့အတူမဟာမိတ်အဖွဲ့များဖြစ်သောမြင်းချန်ခရိုင်အမှတ်1တက်ရင်မြင်းချန်ခရိုင်အမှတ်8တက်ရင်နထိုးကြီးပါကပါတရာဥပကပါတို့မှဂျားဖြတ်တိုက်ခိုက်ခဲ့ပြီးအကြံဖတ်စစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုများပြားခဲ့ပြီးအကြံဖတ်စစ်သားများထံမှ MA1 လေးလံ MA2 နှစ်လံ MA3 လေးလံ60မမပြောင်းတိုတက်တက်တို့တင်စီရရှိခဲ့ကြောင်းသိရပါသည် ကျွန်တော်တို့မြင်းချခရိုင်ကိုစစ်ကောင်စီကအထွေထွေထိုးစစ်ကာလနဲ့ရော်ပြီးစစ်ကြောင်းထိုးမယ်လို့လွန်ခဲ့တဲ့၃လလောက်ကလေးကကြိုတင်ပြီးတော့ပြင်ဆင်မှုတွေလုပ်ခဲ့တယ်။အခုချိန်မှာကျွန်တော်တို့တလပေါ်ရရှိနေပါထိထွေတိုက်ပွဲတွေဖြစ်လာတဲ့အခါမှာကျွန်တော်တို့ဆုံရှုံပြီးတော့မှပြေးလိုက်ရတဲ့နေမျိုးတွေရှိတယ်။တချို့ဟာတွေဆိုရင်အခက်ခဲတွေကြတဲ့ကတိုက်ခိုက်ပြီးအောင်မြင်ခဲ့တာတွေရှိတယ်ပေါ့။ဒါကြောင့်မို့ပြည်သူလူထုအနေနဲ့အလဲပိုင်းဒေသမှာမန္တလေးတိုင်းတို့စစ်ကောင်စီရဲ့ဗဟိုချတဲ့အချက်ချာကြတဲ့ဒေသတွေမှာဒေါ်လာရေးလုံနေရတာဖြစ်တဲ့အတွက် တချို့အခက်အခဲတွေကိုနားလည်ပြီးကြပါလို့မြစ်တာရက်ခံလိုပါတယ်။ဒီထက်ပိုပြီးတော့ကြိုးစားသွားမယ်။ဒီထက်ပိုပြီးတော့အောင်မြင်တဲ့တိုက်ပွဲတွေဖော်ဆောင်ဖို့ရုံးကန်သွားပါမယ်ဟုညင်းချန်ခရိုင်အမှတ်လေးတည်ရင်နဲ့ညင်းချန်ခရိုင်အမှတ်၃၀တည်ရင်မှပြောရေးဆိုခွင့်ရှိသူဆရာဆိုးကပြောဆိုပါတယ်။စက်တင်ဘာလ25ရက်နေ့မှအောက်တိုဘာလ12ရက်နေ့ထိညင်းချန်ခရိုင်အမှတ်လေးတည်ရင်ညင်းချန်ခရိုင်အမှတ်၃၀တည်ရင်တို့နဲ့အတူဖူပေါင်းအဖွဲ့များသည့်စစ်ကော်မရှင်မှလှုပ်ဆောင်ခဲ့သောထိုးစစ်အားအကောင်ဆုံးခုခံကောက်ခွဲခဲ့ပြီး ခန့်စစ်အနေထားမှထိုးစစ်အသွင်သို့ရဲဘော်များကအသက်သွေးချွေများရှင်းနေပြီးစစ်ဦးလန်သည့်အထိတွန်းလှန်ခဲ့ကြောင်းဒေါ်လာရေးကာလဖြစ်တဲ့အတွက်တရင်တက်ဖွဲ့အပေါ်ကိုပြည်သူလူထုအနေဖြင့်နားလေသဘောပေါက်လိမ့်မည်ဟုယုံကြည်ကြောင်းစစ်ကောင်စီထိုးစစ်တွင်လေချောင်းကိုအလွန်အကျွံသုံးခဲ့သည်ကိုလည်းပြည်သူများသိရှိကြရပြီလေဖြစ်ကြောင်းဆက်လက်၍တော်လန်၏အရေးတစ်ခုကိုဦးတည်တဲ့စစ်ရေးဖော်ဆောင်မှုတွေရှိလာအောင်မည်ဖြစ်တဲ့အတွက်ပြည်သူများအနေဖြင့်တော်လန်တွန်းလှန်လို့စိတ်တွေမတွန်းဆုပ်ပေ ဘုံရန်သူအားမမေ့လျော့ပဲနိုင်သည့်တာဝန်ကိုထမ်းပြီးပြည်သူနှင့်တော်လန်ရေးရဲပေါ်တော်လန်ရေးရဲပေါ်နှင့်ပြည်သူလက်တွဲမဖြုတ်ပဲစီလုံးညီညွတ်စွာတော်လန်ရေးအောင်ပွဲရသည့်အထိတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းဆရာဆိုးကဆက်လက်ပြောဆိုပါသည်ဆက်လက်ပြီးလေးကီကော်တိုက်ပွဲအတွင်းစစ်တိုက်လျက်မှုဘုံကျဲမှပြီးစစ်ခွေးအများအပြားသိဆုံးနေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါသည်လေးကီကော်တိုက်ပွဲအဆက်မပြတ်ဖြစ်ပေါ်နေသည့်အချိန်မှာတိုက်ခိုက်လေရင်များဟာတိုက်ပွဲကွင်းတွင်တနက်ဆောင်တန်နဲ့ မီးပေါက်တံတွေကြာထပ်မံပေါ်လာခဲ့ကြသည်စစ်အာဏာရှင်ကတိုက်ခိုက်မှုကိုအင်အားကြီးအောင်ထိန်းချုပ်လို့တော့လေလေရင်မှားမှုကြောင့်အလွန်ကြီးမားသည့်အစွမ်းတတ္တိနှင့်တက်တည်ခရခြင်းဖြစ်လာခဲ့သည်တိုက်ပွဲကွင်းအတွင်းတွင်တိုက်လေရင်နှစ်စင်းတပြိုင်နက်တည်းပြန်လာခဲ့ပြီးလေတုမှစစ်ခွေးတက်အစုလိုက်အပြုံကြီးကိုဘုံကျဲချခဲ့ကြသည်သို့သောတတိယအရတိုက်လေရင်များမှညိထားမိသည့်အတွက်အချင်းချင်းအမားကြုံ၍တယောက်တည်းမဟုတ်ဘဲစီရင်အားသေးဆောင်နေသည့်တရင်တရင်ပေါ်အဆက်မပြတ်ဘုံကျဲချခဲ့ကြောင်သိရသည် ဤကြောင့်စစ်ခွေးများအများပြားချက်ချင်းတည်ဆုံသွားကြပြီးတချို့ကညှို့ချပေးနေသည့်အရာရှိတွေရဲဘက်တွေပါတည်ဆုံခြင်းထန်ရရချင်းများဖြစ်ပေါ်ခဲ့သည့်တည်ဆုံသည့်စစ်သားရေအတွက်ကိုတိကျစွာအာဏာရှင်ဘက်ကမဖော်ပြနိုင်တော့လေလက်ရှိစစ်တပ်ကတည်ဆုံသူအရေအတွက်30နှစ်အထက်ရှိကြောင်းဒေသခံများထံမှအတည်ပြုသတင်းများထွက်ပေါ်နေသည့်တည်ဆုံသူများတဲ့တွင်မိလောင်ကျွမ်းသွားသူများပုံပေါမှုကြောင့်မိလောင်ကျွမ်းသွားသူများအပြင်အလွန်အမင်းထန်ရရသူများပါဝင်ကြသည် တိုက်ခိုက်မှုနောက်ပိုင်းစစ်အာဏာရှင်ဘက်ကသတင်းစာထုတ်ဖို့ကြိုးစားတော့လဲအမှန်တရားဖျက်သိမ်းနေကြောင်းသတင်းရရှိသည်ဒေသခံများကစစ်လေရင်တွေတိုက်ခိုက်လာတဲ့အခါဘုံကြတဲ့နေရာတွေကလက်နက်မဲ့စစ်ခွေးတပ်များစုပေါင်းနေတဲ့နေရာတွေပါအမှားကြောင့်သူတို့ကိုသူတို့ပဲတည်ကြည်သွားကြတာကိုမြင်တွေ့ရတဲ့ဟုဖော်ပြခဲ့ကြသည်လေးကီကော်တဝိုက်တိုက်ပွဲတွေနေတိုင်းလက်နက်ကြီးပောက်ကွဲတံများကြားနေရတော့လဲဤတစ်ချိန်ဖြစ်ပေါ်သည့်အချင်းချင်းမှားယွင်းပစ်ခတ်မှုကြောင့်စစ်အာဏာရှင်ဘက်အတွက်စစ်တပ်စွမ်းအားတစ်ဖက်လုံးရောကြသွားမည်အခြေအနေဖြစ်လာနိုင်ကြောင်း စစ်တုံးပညာရှင်များကတုံ့တက်နေသည်လေကေကော်တိုက်ပွဲတွင်စစ်တိုက်လေယာဉ်များအချင်းချင်းပုံကျဲမှပြီးစစ်ခွေးအများပြားတိုက်ဆုံသွားခြင်းဖြစ်ပြီးစစ်အာဏာရှင်ဘက်အတွက်စစ်အင်အားရောကြသည့်ထိခိုက်မှုကြီးမားသည့်အဖြစ်အပျက်တစ်ခုဖြစ်လာခဲ့သည်ကျမ၏တင်ပြတဲ့ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်